စောစောပိုင်းကရေးလာနော်ရေးလာရေးလာအဲ့မှာဇတ်သိမ်းပြီဇတ်သိမ်းတော့မယ်ညအဲ့ဇတ်သိမ်းတော့မယ်ညမှာနော်ကျွန်တော်ခံတကားကို12နှစ်တနင်္ဂနွေလာတကားခောက်တယ်ကဒုံဒုံဒုံသခေါ်တော့ကျွန်တော်ကဝိထုရဲ့အာယုံရောက်နေချိန်မှာဖုန်တိန်ချပြီးတော့ဘာဖြစ်တော့တကားသွားဖွင့်လိုက်တယ်မျိုးသမီးတယောက်ဇဝင်ဖားလာနဲ့ ီတခါတော့ကျွန်တော်ကလုံငင်းဝိထုတဘောပေါ့နော်ကျွန်တော်လုံငင်းဝိထုတဘောပြောပြပါမယ်ဒါပေမဲ့အဲ့လုံငင်းကလည်းအထက်အထက်ကတကယ်ဟို climax ပေါ့နော်ကျွန်တော်တင်ထားတဲ့အမြင့်ဆုံးနေရာကဝိထုတို့ရေခဲ့ဘူးပါတယ်အဲ့ဒီဝိထုလေးကြောင်းပြောမယ်ဆိုရင်ကျွန်တော်ဘဝမှာမမရရကျွန်တော်86 86ဘန္ဒိုင်းနှစ်ဆိုတော့86ကျွန်တော်က မတ်လအကောမှာကျွန်တော် post to reside ပေါ့နော်ဉာဏ် thread တော့ဆိုတော့ကျွန်တော် thread ရပါတယ်ဒါတော့အဲ့ thread ပြီးပြီးချင်းရေးတဲ့သုံးညဝိတုပါအဲ့86ဂျွန်လာမှာဒီဝိတုရေးပြီးပါတယ်အဲကျွန်တော်စာအုပ်ပြန်ဖတ်တော့အဲ့စာအုပ်ထဲမှာ86ဂျွန်လာမှာကျွန်တော်ရေးဘူးပါတယ်အဲ့ဒီဝိတုရေးတဲ့အချိန်မှာကျွန်တော်မင်းမျိုးကနိုင်မြန်ဟိုတယ်မှာအဲ့တော့ရေးပါတယ် တာကြီးတော့ဟုတ်အဲ့ဝိထုအကြောင်းမပြောခင်မှာအဲ့ဒီဝိထုတရေစတဲ့တဲ့ဝိထုတို့လေးအကြောင်းကျွန်တော်အရင်ပြောပြပါမယ်။အဲ့ဒီဝိထုတို့လေးကိုရေးတဲ့အချိန်မှာတော့ကျွန်တော်လှုပ်ထဲမှာပဲရှိနေတုံးပါ။လှုပ်ထဲမှာရှိနေရောဟိုးစောစောကကျွန်တော်ထက်ပြောပြစ်ပါတယ်။ကျွန်တော်ဆက်ယုံကအလုပ်သမားတွေမှာအဲ့ welding session ကအလုပ်သမားတွေဟာအလုပ်ရမ်းများတယ်။ဒါပေမဲ့သူတို့ကပုတ်ပြတ်တွေပါတယ်ရတော့ပတ်စံလဲဝင်ဝေပိုကောင်းတယ်။ ကောင်းရင်မျက်စိထိခိုက်တယ်မျက်စိထိခိုက်ပါတယ်အဲ့မှာဝိတုတ္တလေးကရှင်းရှင်းလေးပါအဲ့တကယ်ကိုရှိခဲ့ပါလားအဲ့ဒီမှာကောင်မလင်းနဲ့ကောင်လင်းနဲ့နှစ်ယောက်သမီးကြီးသားဖြစ်တာခုနှစ်နှစ်ရှင်းနေမှာတော့ပတ်စံဆိုရင်ဆိုရင်ကနေပြီးတော့ကောင်မလေးကမိဘတစ်ခုဖြစ်လိုက်မောင်လေးကတစ်ခုဖြစ်လိုက်အကောင်လေးကလည်းပဲမိဘဖြစ်လိုက်မောင်ဖြစ်လိုက်ညီကိုဖြစ်လိုက်အဲ့လိုတစ်ခုခုဖြစ်နေတဲ့သူတို့ကလက်မထပ်နိုင်ဘူးအဲကျွန်တော်မရောက်ခင်တည်းကဖြစ်နေတဲ့ဇုံတွေเนาะ အဲ့ဒီဆုံးတော့ကျွန်တော်ရောက်ပြီးတဲ့အချိန်ဒီလည်းပဲမယူနိုင်ဘူးမယူနိုင်ဘူးအဲ့လားတကယ်ပကတိဖြစ်ပြပေါ့နော်အဲ့လားလေးကိုကြည့်ပြီးတော့မှကျွန်တော်ကထပ်ပြီးတော့ဟို creation ပေါ့နော်ကျွန်တော်ဆက်ပြီးဆင့်ပွားပြီးတော့ကျွန်တော်ကဒီကောင်လေးကိုပတ်စံမြန်မြန်ရအောင်ဆိုပြီးတော့ကျွန်တော်ကအပြင်ကလုပ်ငန်းရှင် contract တယောက်စီမို့ထွက်ခန့်လိုက်တယ်ဒီကောင်က welding ဆိုတာလက်ရာတွေပဲလေအရန်ကောင်းတယ်အရန်ကောင်းတော့ထွက်ခန့်လိုက်တယ်ထွက်ခန့်တော့ဟိုရောက်တော့အပြင်လှုပ်ဆိုတော့ ပို့ပြီးတော့ဖိဖိစစ်စစ်လုပ်လေပို့ပြီးပတ်စံများများရလေပဲအဲ့ပတ်စံများများရလေအဆရာဝန်ကနေပြမျက်စိကပို့ပြီးတော့ဆိုးလာတယ်စိတ်ုံနေတည်းကတော်တော်ဆိုးနေမျက်စိအဲ့တော့တခုမေးစာရှိတယ်ဒီနေရာမှာနည်းနည်းပြောချင်တာကတော့ကျွန်တော်တို့ဒီဒီမျက်မှန်တွေပါတွေ Google တွေမတက်ဘူးလားဆိုတော့မတက်ဘူးဗျမတက်ဘူးဆိုတော့ကျွန်တော်စိတ်ုံမပေးဘူးလားဆိုတော့ပေးတယ်သူတို့ကအဲ့လိုက်နေတယ်ဆိုအန်းနေတယ်ဟိုအန်းနေတယ်သူတို့စကားရနော်ဟိုလောက်ရတာမလွတ်လပ်ဘူးပါဗျာမလွတ်လပ်တော့ပတ်စံမြန်မြန်လို့ကျင်တယ်မြန်မြန်ပြီးအောင်ဆိုပြီးတော့ ။အဲ့ဒါပဲမတက်ဘူး။မတက်ဘဲနဲ့လှုပ်တယ်။လှုပ်တော့နှာခေါင်းထဲကနေပြီးတော့အငွေ့တွေဝင်နေအဆုတ်တာအဆုတ်တွေမကောင်းပြီးလို့ရှိရင်မျက်လုံးကိုဒီဒီဟိုတဲ့နေမိမိဘွားတွေဘာတွေဆင်းနေပါညာအဲ့ကြဖြစ်တယ်ဗျ။ဖြစ်တော့အဲ့ကျွန်တော်ဇက်ကောင်ကလေးကပတ်စံလိုချင်လို့လက်ထပ်ဖို့အတွက်အဲ့မှာကျွန်တော်ခေါင်းစဉ်ကိုမိုးမမြင်မြင်မမြင်လို့ကျွန်တော်ပေးထားတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ထုံးစံအတိုင်းစကားမိုးမမြင်လေမမြင် မိုးမမြင်လေမမြင်ဆိုပျော်လို့ပြောတာဗျမိုးမမြင်လေမမြင်ပျော်ခြင်းလို့လက်ထက်တဲ့ပွဲရောက်လို့ရှိရင်တို့မိုးမမြင်လေမမြင်ပျော်ရတော့မယ်အဲ့ဒါအတွက်သူပတ်စံစူးစမ်းပြီးစုရင်စုရင်အဲ့ဒီဝဲလ်ဒါအလုပ်ကိုနော်အဲ့ဒီလုပ်ငန်းကလည်းပဲသူအပြင်မှာဆိုတော့လုပ်ငန်းလည်းကောင်းတယ်တတိယနားပါအောင်ဆိုလည်းမနာဘူးသူပတ်စံလိုခြင်းလို့နောက်မျိုးလုံးတွေကြိုက်လာတယ်မျက်စိတွေကြည့်မကောင်းတော့ဆောင်းဝန်သွားပြတယ်ဆောင်းဝန်ကမင်းတလနာနှစ်လနာမနာရင်မင်းမျက်လုံးဒုက္ခရောက်တော့မယ်ပြောတယ်အချိန်ချင်းပြောတယ်မရဘူး ဆက်လုပ်တယ်နောက်ဆုံးမျက်စိလုံးဝကွယ်သွားတယ်အဲ့ဒါပါအဲ့တော့ကွယ်သွားတဲ့ခါမှာ तू ကမိုးမမြင်လေမမြင်ပြောနေတာမိုးမမြင်မြေမမြင်ဘဝကိုရောက်သွားအဲ့ဒီအချိန်မှာကောင်မလေးကို तू လက်မထပ်တော့ဟာအဲ့အဲ့ဒါလေးအဲ့ဒါအတူပေါ့နော်အဲ့ဒီအတူလေးကိုစောစောကကျွန်တော်ကအလုပ်ထဲကထွက်တယ်အလုပ်ထဲကထွက်ပြီးတော့အဲ့မေမျိုးကိုအမှန်တော့စာရေးဖို့သွားတာမဟုတ်ဘူးဗျာ မင်းမြို့သွားတာကျွန်တော်စိတ်ပြေလက်ပြောက်ဆိုပြီးတော့ဗျာဒီနေ့တူကဗျာနေ့ပေါင်းများစွာကိုလိုသမားတွေနဲ့ကိုဒီလိုကျင်လည်နေရန်နေရရုတ်တဲ့ထွက်กว่าဆိုတော့အေးထွက်တယ်ဆိုတော့ထွက်တယ်ထွက်တော့ကျွန်တော်မှဟိုရင်ထဲမှာခံစားမှုတွေရှိတော့ဗျာအပြည့်ပဲလို့နော်ဒီအလုပ်ကိုပဲသွားခြင်းနေတယ်အဲ့တတိယနဲ့အဲ့ဒါနဲ့ပဲကျွန်တော်တယောက်တည်းမင်းမြို့ကိုထွက်သွားတာထွက်သွားဟိုရောက်တော့လေအဲ့ဆက်ယုံမှာပြန်ပြီးတော့ဆက်ယုံကအလုပ်သမားတွေကျွန်တော်လုပ်သမားတွေနဲ့ကျွန်တော်နဲ့အဲအဲ့ဒီလိုလုံလာထွေးလာနေတော့တတိရရပြီးတော့ ်ငါဒီဝိထုပဲပြန်ရေးမယ်ဆိုပြီးတော့ကျွန်တော်ဒီမိုးမပြင်းမြင်းမမြင်ဆိုတော့ဝိထုဒိုကနေပြီးတော့ဒီဝိထုလေးဖြစ်လာတာပါအဲ့ဒီဝိထုကခေါင်းစဉ်ကိုကျွန်တော်ပန်းရိပ်မှာလွမ်းလိပ်ပြဝဲဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်ဆိုတော့အဲ့မှာဗျဝိထုကြောင့်မပြောခဲ့တခုပြောခြင်းနဲ့အဲ့ဒါပါလဲဆိုတော့အဲ့ဝိထုရေးတဲ့အတွေ့အကြုံပေါ့အမှားရအမှန်တရားကျွန်တော်နားမြိုင် ဟိုတယ်ကိုသွားပြီးတော့စာရေးဖို့သွားတော့ဒီပေါ်တော့မှလူတယောက်နှစ်ယောက်ပဲဗျာတဲတဲ့လူတယောက်နှစ်ယောက်နဲ့ကျွန်တော်ဆိုသုံးလျောက်ပါရှင်ရှင်နောက်လည်းပဲအဲ့ဒီမေမျိုးမှာအဲ့ချိန်တော့အဲ့လိုနားမြိုင်တို့ဘာမြိုင်တို့ညာမြိုင်တို့မြိုင်နေပါလေလေးလေးခုတော့ရှိတယ်နောက်ပြီးတော့လူပုတ်ကလစ်ကမရှိဘူးအစိုးရအောက်ကဟိုတယ်တွေပေါ့နော်လူမရှိဘူးလို့ပြောချက်လားသိပ်မရှိဘူးလို့ပြောချက်လားအဲ့ဒီမှာမှဂျာနယ်ကအများကြီးမဟုတ်တော့ဂျာနယ်နည်းနည်းပါးပါးထွက်ထားတယ်မှာမှာ တရေ6တယ်ဆိုပြီးတော့နာမည်ကြီးတယ်ဗျအဲ့အဲ့နာမည်ရနော်အဲသူတို့ကတော့အတိအကျရေးထားလို့ပြောဘယ်ခဏမှဘလောက်ဘလောက်ဘလောက်မှာဘာဖြစ်ပြီးတော့ဘာကျွန်တော်အဲ့ဒါတွေစိတ်ဝင်စားဘူးကျွန်တော်ကကျွန်တော်လူပဲနေတယ်ဗျနေတော့ဒီဝိထုရေးတယ်ဒီဝိထုရေးနေတဲ့6ရယ်မ6ရယ်လဲကျွန်တော်စိတ်ဝင်စားဘူးအဲကျွန်တော်ကျွန်တော်ရေးနေတာပဲအဲရေးတယ်မြို့နယ်လဲနည်းနည်းလှမ်းတော့လမ်းလျှောက်လို့လည်းရတယ်ကျွန်တော်မနေ့စားညစာရေးစားမယ်ဆိုရင်ကျွန်တော်လူတွေရအောင်တော်ပြီးစားတယ်ပေါ့ဗျအဲ့ဒါအဲ့ဒီဝိထုရဲ့ဇတ်သိမ်းပိုင်း နောက်ဆုံးခန်းရေးတဲ့အချိန်မှာနောက်ဆုံးခန်းရေးတဲ့အချိန်မှာအဲ့ဒီဟိုရင်းပေါ့နော်နေ့မတိုင်ခင်ကစောစောကျွန်တော်ပြောသလိုဧည့်သည်နှစ်ယောက်သုံးယောက်နှစ်ခန်းသုံးခန်းမှာဧည့်သည်ရှိတယ်အဲကျွန်တော်ကဒီနှစ်ယောက်ခန်းမှာကျွန်တော်တယောက်တည်းဒီဝိထုကိုစောစောပိုင်းကရေးလာနော်ရေးလာရေးလာအဲ့မှာဇာသိမ့်ပြီဇာသိမ့်တော့မယ်ညအဲ့ဇာသိမ့်တော့မယ်ညမှာဟာဇာသိမ့်တော့မယ်ညကြတော့မှာ ကျွန်တော်ခံတကားကို12နှစ်တနင်္ဂနွေလာတကားခောက်တယ်ကဒုံဒုံဒုံသခေါ်တော့ကျွန်တော်ကဝိထုရဲ့အာယုံရောက်နေတဲ့အချိန်မှာဖုန်တိန်ချပြီးတော့ဘာဖြစ်တော့လဲတကားသွားဖွင့်လိုက်တယ်မျိုးသမီးတယောက်ဇဝင်ဖားလာနဲ့ဒီခန်းနဲ့လွတ်လိုက်လို့ပါတယ်ဒီခန်းလွတ်လိုက်လို့အခန်းအခန်းမှနေပြီလို့ကျွန်တော်ခံမဟုတ်ဘူးလို့ဆိုကျွန်တော်တကားပိတ်လိုက်တယ်ပိတ်ပြီးကျွန်တော်ကျွန်တော်ဆက်ရဲဘာမှခေါင်းနဲ့လည်းအဆွဲလမ်းမရှိဘူးရေးတယ်ရေးပြီးတော့မနေ့ကျတော့ကျွန်တော်ကမနေ့စောစောလမ်းလျှောက်တတ်တယ် မနေ့9နာရီလောက်ထပ်ပြီးတော့လမ်းလျှောက်ဖို့ထွက်လိုက်တော့မှအောက်မှာစောင့်နေကျွန်တော်တို့ဒီ gate 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 စောင့်နေဟိုတယ်စောင့်နေသူပေါ့နော်သူ့ကိုကျွန်တော်ပြောညတော့ကျွန်တော်အခန်းလာပြီးတော့အခန်းမှားပြီးတကားခောက်တယ်ပြောဆိုဟာအခန်းမှာဒီ hotel မှာခမည်းတော်တွေရှိတယ်ဘယ်သူမှမရှိဘူးကျွန်တော်ဧည့်သည်တွေမနေ့ရက်ထွက်သွားတယ်ညနေတည်းကထွက်သွားတယ်တောက်မှမရှိဘူးတဲ့အဲတကားခောက်တော့ခင်ဗျာ ကိုရင်နားကြလွဲလို့ရာမသိဘူးဟာခန့်ကျွန်တော်အကောင်လိုက်မြင်လိုက်ရတယ်ဒီတိုင်းကြီးပဲဟောအဲ့အဲ့ဒါ၆ဒေါ်လာပါလားတော့ကျွန်တော်တော့မသိဘူးကျွန်တော်ဇက်သိန်းနဲ့ကျွန်တော်အာယုံဆိုင်နေတာဒါဒီဝိထုနဲ့ပတ်သက်တဲ့မတရားလေးတစ်ခုပေါ့တော့အဲ့တော့ဒီဝိထုမှာကျွန်တော်ပြန်ဖတ်ရတယ်ဗျာဒီလိုပြန်ပြောဖို့ဆိုရင်ကျွန်တော်မမှတ်မိဘူးပြန်ဖတ်တော့ကျွန်တော်ဘာတွေ့လဲဆိုတော့ဒီဝိထုကအမှန်တမ်းပြောလို့ရှိရင်စောစောကကျွန်တော်ဝိထုတို့ပြောပြပြီနော်အဲ့ဝိထုတို့မှာအဲ့ဒီကောင်လေးမျက်စိ မမြင်တာနောက်ဆုံးအဲ့ဒါအမြင့်ဆုံးပဲဟာအဲ့ဒီမှာကျွန်တော်ဘာထပ်ဖြစ်လဲဆိုတော့အဲ့ဒီကောင်လင်းနဲ့အဲ့ဒီကောင်မာလေးရဲ့ဆယ်တန်းကျောင်းသားဘဝအဖြစ်ပြက်ဆယ်တန်းကျောင်းသားဘဝမှာပြောမယ်ဆိုလို့ရှိရင်ဗျာဒါကျွန်တော်တို့ငယ်ဘဝကိုပြန်ပြီးရေးတာပေါ့ဒီအတူမှာတော့ဒီငယ်ဘဝတွေပဲထည့်လို့မရဘူးအဲ့မှာကြတော့ကျွန်တော်မှာဘာအခက်ခဲရှိလဲဆိုတော့အဲ့ဆယ်တန်းကျောင်းသားဘဝမှာတွေ့ပြီဆိုတော့ service စီစီမြင့်တိုင်းကျွန်တော်ပြောနေကြ သူတမိသားထားလို့မရဘူးတမိသားထားလို့မရတော့ကျွန်တော်ကကျွန်တော်မှတ်မဲ့ရဝိထုရတဝက်လောက်ကအဲ့ငယ်ဘောကကျွန်တော်ရေးပြသွားတယ်ဘာလို့ရေးပြသွားလဲဆိုတော့သူတို့နှစ်ယောက်တမိသားမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ချင်းနေချောင်းကိုသိတာဟုတ်နော်အဲ့ဒီသမုဒ္ဒရာကိုအဲ့ဒီတန်ရောစင်ကိုပေါ့အောင်ကျွန်တော်ဖွဲ့ပြသွားတယ်အဲ့တော့ဒီနေရာမှာကြားဖြတ်ပြီးတော့ကျွန်တော်မနေ့ကဖတ် ဖတ်တဲ့ခါမှာကျွန်တော်တို့အများစုမှာအခြေဝတ္ထုလို့ခေါ်တယ်။အဲ့ဒီအခြေဝတ္ထုမှာအချက်ဆိုတော့ဘာလဲလို့မေးရင်နော်အဲ့မှာကျွန်တော်ပြန်စဉ်းစားကြည့်မိတာကျွန်တော်တို့အများစုရဲ့အချက်ကိုသေယုတ်ဖော်တာဟာအချက်ဟာစွန့်လွတ်ခြင်းလည်းမဟုတ်ဘူးပြပိုင်ဆိုင်ခြင်းလည်းမဟုတ်ဘူးကျွန်တော်ရေးနေတာဘာလဲဆိုတော့တယောက်အပေါ်တယောက်ကောင်းစားစေခြင်းလို့အနစ်နာခံခြင်းပဲအဲ့ဒါပေါင်းကြည့်ပေါင်းမယ် ပေါင်းရင်လည်းပေါင်းလိုက်တာလည်းပဲအဲ့ဒီကိုချစ်သူကောင်းသားကိုပေါင်းတယ်။ခွဲလိုက်တာလည်းကိုချစ်သူကောင်းသားကိုခွဲတယ်။ပြောချင်တာကအချစ်ကိုသူတို့က theory အရဘာမှမဖွင့်ဟပါပဲမဲ့သူတို့လုတ်ကင်သွားတဲ့သူတို့တယုံပြသွားတာကအချစ်ဆိုတာကိုချစ်သူရဲ့ကောင်းစားမှုအတွက်ကိုချစ်သူစိတ်ချမ်းသာဖို့အတွက်အဲ့ဒီအတွက်လှုပ်ဆောင်ချက်မှန်သမျှဟာအချစ်ပဲဆိုတော့ ဲ့ definition တခုကိုကျွန်တော်မနေ့ကစဉ်းစားမိတာပေါ့เนาะအဲ့မှာဗျာအဲ့တော့ဘာတွေပြန်သုံးပြလဲဆိုတော့ဗျာဒီကောင်းလေးနဲ့ကောင်းမလေးကောင်းမလေးကထုံးစံအတိုင်းအဲသူကခရိုင်မြို့ပေါ့ဗျာခရိုင်မြို့လိုဟာမျိုးအဲခရိုင်မြို့လိုဟာမျိုးမှာပြောင်းလာပြီးတော့မှဆယ်လမ်းကျောင်းစတက်တယ်တက်တော့ကောင်းမလေးမှာငယ်ငယ်ချင်းဆိုတာမရှိဘူးမရှိတော့အဲ့မှာတငယ်ချင်းကောင်းလေးနှစ်ယောက်ကောင်းမလေးတစ်ယောက်အဲကောင်းလေးနှစ်ယောက် ကောင်မလင်းကောင်မလင်းနှစ်ယောက်ပေါ့နော်နှစ်ယောက်နဲ့ဒီကောင်ဒီဒီသွားပြီးတော့ရင်းနေတယ်ပေါ့ရင်းနေတော့အဲအဲ့လောက်ပဲသူ့မှာတကယ်ရင်းရှိတယ်ရှိတော့အဲ့ဒီမှာငယ်မျိုးလေးတွေရဲ့ဇယိုက်ကိုကျွန်တော်လုံးစီပါစေရေးပြတယ်ဘာလို့လဲဆိုတော့အဲ့ဒီဇယိုက်တွေတွေကနေပြီးတော့မှအဲ့ဒီကောင်လင်းနဲ့အဲ့ဒီကောင်မလေးရဲ့တန်ရိုးစင်တရားကိုကျွန်တော်ပြကြတယ်ကောင်လေးတွေဒီဒီဒီတငယ်ချင်းတွေကနေပြီးတော့သူတို့နှစ်ယောက်ချစ်နေမိဆိုတာတိရဲ့တိလို့ ်ဖွင့်ပြောခိုင်းတယ်ဖွင့်မပြောဘူးမပြောဥစ္စာစစ်စည်းကြောက်လို့နော်အဲ့တော့ပြောလို့မရဘူးအဲ့တော့မပြောဘူးမပြောပြင်မဲ့သိနေတယ်တယောက်တယောက်နော်ကော်မန်ဒီကရေလာမြောင်းဝေးလုပ်တယ်ကောင်လေးကရှောင်ထွက်သွားတယ်အဲ့အဲ့လိုမျိုးတွေ ਨੇ အဲ့ဒီမှာဘာသာတရိယာဆိုခုနစိတ်ကူးရင်လည်းမရင်တာကိုကျွန်တော်ပြောမယ်ကျွန်တော်ပေးတဲ့ဒီ plot တွေဟာအကွက်ကလေးတွေဟာကျွန်တော်ကြုံမှုလာတယ်ကျွန်တော်ရေးတာဗျကျွန်တော်ကြုံမှုတယ်ကျွန်တော်ကြုံမှုတာကိုကျွန်တော်ခေါင်းထဲပြန်ရောက်လာတယ်ပြန်ရောက်လာပြီးတော့ကျွန်တော်ရေးတယ် အဲဥပမာတစ်ခုဆိုလို့ချင်းကျွန်တော်ဆယ်တန်းမှာဂျိုဘင်ကောက်ကြောင်တက်နေပြီဗျဂျိုဘင်ကောက်မှာကျွန်တော်ဆယ်တန်းဆိုလို့ချင်းဒါအာ15နှစ်ပြည့်16နှစ်ထဲရောက်ပြီအဲ့မှာကျွန်တော်တကယ်ရင်တော့ကွန်မလေးတက်ပေါ့အသေးစံကြိုက်တယ်ခွင့်လည်းမပြောရဲဘူးမပြောရဲဘူးခုနအနေထားမျိုးဗျနော် तू ကတကယ်ဥဖွင့်မပြောရဲတာ service ရေးနဲ့မဆိုင်ဘူးနော်အပြင်မှာအဲ့မပြောရဲဘူးမပြောရဲပဲနဲ့အဲ့ညရောက်လို့ရှိရင်သူကယောဂထလာတော့ဗျကျွန်တော်လာရင်ဖွင့်ရင်ဖွင့်ကျွန်တော်စာကြည့်ပြက်တယ်အဲ့ဒီအချိန်မှာ ကျွန်တော်အဲ့ဒါပဲသိစိတ်မဝင်စားသေးဘူးအဲ့ဒီအချိန်သူကတနေ့ကျတော့ကျွန်တော်လာပြီးတော့ဟောငါငါနဲ့လက်ခံသမှာကောတယ်ငါဆက်ပေးနေဘာလို့လဲဆိုတော့ကမလေးရင်ရှင်ကသွားရှင်တယ်ဒါအဲ့ရှင်းသွားပြီးမဘာလို့မှလဲပေါ့ဟိုကဟိုတီးတီးတန့်ရက်ွက်သူသဘောမျိုးပြအဲ့ရက်ွက်မှာလန်းလန်းကလူရှင်းတယ်ပေါ့ဗျာလူရှင်းပြီးတော့အဲ့ရက်ွက်တွေကဝင်းနဲ့ခြံနဲ့အဲ့အင်ကြီးအင်ကောင်းကြီးရှိတဲ့နေရာအစိုးရပေးထားတဲ့ခြံဝင်းကျဲတယ်မှာအဲ့အင်ရှင်းမှာသွားပြီးတော့ကမလေး စัจကြည့်တဲ့အခန်းကသိတယ်တဲ့အဲအဲ့ကောင်မလေးစัจကြည့်နေလိမ့်မယ်မင်းမင်းကန်ကောင်းရင်ကပြတင်းမဖွင့်တိုင်းကသူ့မြင်ရနိုင်တယ်အာလိုက်ခဲ့ကွာဆိုတော့ကျွန်တော်လိုက်သွားစပိန်နဲ့သွားတော့ဗျာစပိန်နဲ့သွားပြီးတော့ तू ကအရှိကြတော့ဗာပြောလို့ဆိုဖြောင်းငါကြည့်ကျင်တယ်တဲ့ဒါပေမဲ့စပိန်တစ်ဖြတ်ဆိုလို့ရှိရင်ငါဘာမြင်ရမှာမဟုတ်ဘူးတဲ့အဲ့တော့ဘယ်လိုလုပ်ရမှာလဲလို့ဆိုတော့မင်းဒီလိုလုပ်ကွာတဲ့ဟင်းစပင်းကိုချင်းကြတဲ့သဘောမျိုးလုတ်ပြီးတော့မင်းကစပင်းချင်းကိုချပလိုက် ပြီးရင်ပြန်တက်အဲ့ဒီအချိန်မှာငါကြည့်နေမယ်တဲ့ အဲ့ဒါကိုခေါင်းနဲ့ကျွန်တော်ဝင်လာတယ်ဝင်လာကျွန်တော်အဲ့ဒီတိုင်းပဲထားရလိုက်တယ်အဲ့ဒီတွေ့ကြုံမရှိရင်နော်ညာအင်းမင်းကြီးကျွန်တော်တို့တောမြို့လေးမှာနော်ဘယ်သူမှခင်ဗျာအဲ့အဲ့ဒီကောင်မလေးအင်ရှိရနေသွားပြီးတော့ဖြတ်ပြီးတော့မလျှောက်ဘူးအဲ့ဒါမျိုးအဲ့ဒီတွေ့ကြုံကျွန်တော်ရှိတော့အဲ့ဒီအခန်းကျွန်တော်ထည့်ရလိုက်တယ်နောက်တစ်ခန်းကျွန်တော်ပြောပြအောင်မယ်အဲ့ဒါကဘာလဲဆိုတော့အဲ့အဲ့ဒါကြတော့လေကျွန်တော်ဖုန်းနဲ့ပတ်သက်တယ်ကျွန်တော်ဖုန်းနဲ့ဘာလို့ပတ်သက်လဲဆိုတော့ကျွန်တော်ဖိုးရဲ့တခုပြီးသောဝါသနာကဘာလဲဆိုတော့ နွားမွေးတာဗျနွားမွေးရဲဆိုတာပြိုင်နွားပြိုင်နွားမှာကျွန်တော်တို့တောခေါ်ဆိုရင်နနေနှပြေးနနေနှပြေးဆိုတော့နနှပြေးอ่ะเนาะအတိုင်ဒီဒီနနေဆိုတာနွားနင်းပေါ့เนาะရေတော့အဲ့နနေကအလှက်အဲ့လိုအဲ့ဒီအတိုင်အလှက်နွားတရှင်းရဲ့တန်မိုးဟာအဲ့တုန်းကရွှေ30လောက်ရဲ့အထက်မှာရှိတယ်ရိုးရိုးနွားတကောင်ရဲ့တန်ဖိုးက တကြက်သားလောက်ရှိတယ်။အဲ့မှာအလောက်กว่าတယ်ဗျာ။ပြောပြီးတော့အဲ့ဒီနွားနှစ်ကောင်ကလည်းနော်မခမ်းရဘူးပါမ။ဘာမှမခမ်းသူ့တသသာနဲ့နေရတာဗျာ။သူ့တသသာနဲ့နေရတာလှဲကြတယ်သူကဟိုကျွန်တော်တို့ကုံတိုက်တဲ့ခยีသွားတဲ့လဲသုံးလို့မရဘူး။လှဲရင်လို့ခေါ်တယ်အဲ့လှဲရင်ဆိုလှဲရင်ရဲ့အဓိပ္ပာယ်ကဗျာလှဲပေါ့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 လှဲလေးပေါ့ဗျာလူတယောက်စားပဲထိုင်လို့ရတယ်ရှေ့မှာမောင်းတဲ့လူတယောက်ထိုင်မယ်နောက်ကနေတယောက်ထိုင်လို့ရတယ်တက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 ်အဲ့လို အဲ့တော့ကျွန်တော်အိမ်မှာအဖိုးကအဲ့ဒီနှပြင်းနှင်းရှိတယ်ဗျပြီးလို့ရှိရင်အဲ့ဒီလဲရင်လည်းရှိတယ်ရှိပြီးတော့ဘာလုပ်လဲဆိုတော့ကျွန်တော်ကောက်ရိပ်ပြီးပြီဆိုလို့ရှိရင်တကယ်သူ့သူ့လဲထဲမှာပဲလဲခွင်းကတင်းရိုးတိတ်မရှိတဲ့လဲခွင်းပေါ့အဲ့ဒီလဲခွင်းကိုရွေးပြီးတော့သူ့ရဲ့စရင်ငါးတွေနဲ့ဝါလန်းဖောက်တယ်ဗျအရင်ဆုံးနွားလန်းဖောက်တယ်နွားလန်းဖောက်ပြီးတော့အဲ့ဒီသူ့နှပြင်းနဲ့နှင်းကို အခုနကလဲပေါ်မှာတင်အဲ sorry လဲတက်လဲတက်ပြီးတော့ तू ကမောင်းတယ်အဲအဲအဲ့ဒါ तू ညနေတိုင်းလှုပ်တယ်အဲ့လို့တခါလေကျွန်တော်ကပြင်းလို့ရှင်လဲစီချင်လို့ရှင် तू နောက်ကနေလိုက်သွားတယ်ဟိုလမ်းမော်ရောက်တဲ့အချိန်ကျရင်တော့ကျွန်တော်မစည်းရဘူးဟိုလမ်းမော်ရောက်တဲ့အချိန်ကျွန်တော်ထိုင်ပြီးတော့လက်ခွဲထပ်မှထိုင်နေတယ်ခင်းစင်းပေါ်မှာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနွားတွေကအတင်းပြေးတာဗျအာပြေးပြေးတာ तू ကအဲ့ဒါပဲဒါပေမဲ့ तू လောင်းဖို့မဟုတ်ဘူးနော်အဲ့မှလဲဗျမမှန်ရရ အဲ့ဒီခက်ကနော်အဲ့ဒီခက်ကလောင်ကြီးက30ကြီးကနန်းလောက်ဖြစ်သွားတဲ့အတွက်အဲ့နွားပွဲပြက်သွားတာအဲ့ဒါကျွန်တော်မှတ်မိနေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အလယ်တန်းကျောင်းသားဘုရား9တန်း6တန်းလောက်ပဲရှိဦးမယ်အဲ့ဒီမှာဗျာနာမည်တွေပါမှတ်မိတယ်ဘာလို့လဲဆိုတော့တန်လျက်တဲ့နောက်တကောင်ကဇကဝါတဲ့အဲ့ဒီနာမည်နှစ်ခုပြောလိုက်ရင်ကျွန်တော်ပြေတဝဲကလူတွေဆိုရင်သိတယ်အဲ့ တန်လျင်းတဲ့ဇကဝါအရန်နာမည်ကြီးတဲ့ခုနနင်းနင်းနေပေါ့နော်သူကနပြေးနာမည်ကတိတ်မထွက်ဘူးဗျနပြေးကဒီကောင်ကကယ်ရီယာပဲဗျဒီကောင်ကမြန်မြန်ပြေးရင်ဟိုကောင်က6လောက်နဲ့အလှပလိုက်သွားတာလိုက်သွားတဲ့ဟာအဲ့တော့အဲ့ဒီဇကဝါနဲ့တန်လျက်နှစ်ကောင်ကအရှိပိုင်းမှာတကောင်တဲတယ်ဗျအနောက်ပိုင်းမှာအနောက်ပိုင်းမှာမဟုတ်အလယ်ပိုင်းမှာကျွန်တော်ဖို့အိမ်မှာလာတဲတယ်ဘယ်ကောင်လဲတော့မမှန်းမိတော့ဘူးတန်လျက်လားဇကဝါလားမသိဘူး အဲ့ကျွန်တော်ဘာလို့မမိနေလဲဆိုတော့ဟာလူရဲပွဲကြတာဗျအနိနာရွာရဲလာပြီးတော့ဟာတောက်တမိုးကြီးတဲ့နွားဘလို့သွားပြီးတော့လာလာကြည့်တာဗျကျွန်တော်ကတော့ကလေးဆိုတော့နားမလဲအဲ့တော့လောင်းကြီးကဘယ်တော့လောက်ဆိုပြီးတော့ဖြစ်ဖြစ်အဲ့ဒီခင်မနော်ဒီဒီရွှေ30သားယာကနန်းလောက်ရှိတဲ့ခင်မသိန်း30ကြီးကနန်းလောက်လောင်းကြီးပောက်တဲ့အချိန်မှာဟိုရဲတွေပါတွေလာပြီးတော့အဲ့ဒီဝိုင်းကိုတားလိုက်တယ်ဗျအဲ့ပြန်ွယ်မလုပ်ဖြစ်ဘူးအဲ့တော့အဓိကကျွန်တော်ဗာပြောချင်တာဆိုတော့ကျွန်တော်အဖိုးရဲ့ဝါသနာက ဲ့နင်းနင်းနပြေးတွေကိုမောင်းတယ်မောင်းပြီးတော့ तू ကတော့မလောင်ဒီတိုင်းပဲအဲ့ဒီမှာလည်းအံဩစရာကောင်းတာခဏအဲ့ဒီလဲမောင်းတဲ့လူကတကယ် professional နော်ဂျိုးဂျိုးလူတက်မောင်းလို့မရဘူး professional မှာအဲ့တကယ်ပြိုင်ပွဲကိုမောင်းတော့မယ်ဆိုလို့ရှိရင်အဲ့ professional ကိုငားတယ်နော်အဲ့လိုအဲ့တော့အဲ့ဒီမှာကျွန်တော်ဝိထုဆောင်တဲ့မှာအဲ့ပွဲတွေအကြောင်းကျွန်တော်ထည့်ရေးပြတယ်ဘာလို့ရေးပြလိုက်ဆိုတော့ဗျာဒီလိုကျွန်တော်က အာဒီဒီခုနခရိုင်မြို့မှာကကစောင်းနိုင်ဆိုရင်ဖျားပွဲရှိတယ်ဗျဖျားပွဲရှိတယ်အဲ့ဖျားပွဲကြလို့ရှင်ခုနနွားပြေးပွဲပြိုင်ပွဲလုပ်တယ်ဗျအဲ့မှာနှစ်မျိုးရှိတယ်ဗျတစ်ခုတစ်မျိုးကိုသူကဒုံးလို့ခေါ်တယ်ဒုံးဆိုတာဘာလဲဆိုတော့နှစ်ကောင်လုံးကနပြေးကြီးပဲနော်ဟိုဘက်အတိုင်ရောအလဲရောအကုန်အပြေးဟိုဘက်ကလည်းအတိုင်ရောအပြေးရောအပြေးလှဲလေးတွေကလည်းပဲသူကခုနလှဲရင်လို့တော့မဟုတ်တော့ဘူးလှဲမှာ ဲ့နေပါတယ်မပါဘူးလူထိုင်အောင်လောက်ပဲအဲ့ဒီမှာမှအံဩဇာကောင်းတာကဂျိန်နှုံးနှလုံးဂျိန်နှုံးနှလုံးကလည်းဂျိန်နှုံးအရှိကြီးတွေမဟုတ်ခတ်တို့လိုလောက်နော်အဲ့ခတ်တို့လိုမှာတန်ဂျွန်ကထိတ်မှာတစ်ချောင်းနဲ့မထိုးလို့မရဘူးနှစ်ချောင်းဒီဘက်ကလည်းနှစ်ချောင်းအဲ့နှစ်ချောင်းနဲ့ဒီလိုဇုံထိုးရတယ်နွားနှစ်ကောင်ဇုံထိုးပြီးတော့မှအတင်းပြေးခိုင်းတယ်ပြေးခိုင်းတော့သူကတော့ရှင်းတယ်နော်စလွတ်လိုက်တယ်အရင်ဆုံးရောက်တဲ့လူနိုင်တယ်အဲ့ဒါကိုဒုံးလို့ခေါ်တယ်နောက်ခုကောင်ကျတော့ ခုနမပြင်းနှင်းပြိုင်ခွဲကြတော့ဗျာ။ तू အလှဗျာ။အလှဆိုဒီဘက်ကအတိုင်နွားကကစုံပေါက်ပြီးတော့ပြေးတဲ့ချိန်မှာဒီဘက်ကနနေကကနွဲကရလေးလိုက်တာဗျာ။အဲ့ကနွဲကရလေးလိုက်ပြီးတော့ထိတ်ဆုံးကရောက်လာရင်နိုင်ပြီလားဆိုမနိုင်ဘူး။ဘာဖြစ်လဲဆိုနောက်ကနေပြီးတော့ဂရုဆိုရှိတယ်ဗျာ။အဲ့ဂရုစီးတယ်လို့ခေါ်တယ်။အဲ့ဂရုကိုကန်လာတဲ့လူပန်းနိုင်ကိုရောက်တော့မှာ ဘယ်နွားကဂယုနဲတယ်ဘယ်နွားကဂယုများတယ်တချောင်းမှာဂယုမကြဘူးဆိုလို့ရှင်ဂယုစင်တယ်လို့ပြောခေါ်တယ်အဲ့နွားနိုင်ထိတ်ဆုံးကရောက်တယ်မနိုင်ဘူးအဲ့တော့ဂယုဆိုတာဘာလဲဆိုစိတ်ဝင်စားပြီးတော့မေးကြည့်တဲ့အခါမှာဂယုဆိုတာပြစ်ချက်ဒီပုံမှန်လိုက်နေတာကနေပြီးတော့တစ်ချက်တော့ဖောက်ပြီးတော့ခြိလန်းပြက်သွားလို့ရှင်အဲ့ဂယုတချောင်းချလိုက်နောက်နှစ်ချက်ဖောက်တယ်ချလိုက်အဲ့ဂယုတွေမပါမှအမှားမရှိဘူးပေါ့ ။အမှားမရှိပဲတပြိုင်နဲ့ continuously အဲ့ဒီလိုပန်းနိုင်ကိုရောက်လာမှအဲ့ဒီနွားနိုင်တယ်။ဟာ။ဟောအဲ့အဲ့ဒါလေးတွေကျွန်တော်ကကျွန်တော်ဖုန်းနဲ့ကျွန်တော်ငငယ်တော့ဆိုရင်အဲ့လိုနွားပြိုင်ွယ်တွေပါလေဆိုလို့ရှိရင်အဖေကလောင်းတာတော့မဟုတ်ဘူး။သူ့နွားကိုလည်းအဲ့ပြိုင်ွယ်တွေပါဒီမှာသူမသုံး။ဒါပေမဲ့အဲ့နွားပြိုင်ွယ်တွေပါလေဆိုရင်အဖေနွားဝါသနာပါမန်းဆိုတော့အဖေဖိတ်တယ်ဗျမြို့တွေက။အဲ့ပွဲတွေပွဲတွေမှာ ဖိတ်တော့ကျွန်တော်ကလိုက်လိုက်သွားဘူးတဲ့။လိုက်သွားဘူးတော့အဲ့ဒါတွေကိုကျွန်တော်ကြားပြီးတော့အဲ့ဒါလေးထည့်ရည် အဲ့လိုထည့်ရင်းနိုင်ဖို့ကကျွန်တော်ပြောချင်တာကျွန်တော်မှအဲ့လိုအတွေ့အကြုံရှိခဲ့ရှိတော့ခြေဝတ္ထုတွေကစိတ်ဝင်စားဖို့ကောင်းအောင်စိတ်ကူးရင်တာတက်တက်မဟုတ်ဘူးလို့ပြောချင်တာဘဝတွေကကိုကြုံခဲ့တဲ့ကိုအတွေ့အကြုံအဲ့ဒီတွေ့ကြုံကိုတခုတော့ရှိတော့နောက်ဘယ်ဘယ်ဇက်လန်းထဲမှာဘယ်ဇက်ကောင်ဇရိုက်ကြရင်ဒီဥစ္စာကိုသုံးမယ်ဆိုတော့ကိုယ့်ကိုညံလှော်ပြီးတော့ကိုယ့်ကိုကြည့်ပေါ့နော်ခုနကကျွန်တော်ကဟို တော်နေနေကြတဲ့ခရိုင်မြို့ပေါ့နော်ခရိုင်မြို့မှာဖျားဝဲလုပ်မယ်ဖျားဝဲလုပ်တဲ့အခါကျလို့ရှိရင်နွားမောင်းပြိုင်ခွင်လုပ်တယ်အဲ့နွားမောင်းပြိုင်ခွင်ကိုကျွန်တော်ကစောက်ထဲကလည်းရှာဖတ်တာမဟုတ်ဘူးအဲကျွန်တော်သိခဲ့တာအဲ့ဒါကိုကျွန်တော်ထည့်ပြီးတော့ပြန်ရေးလိုက်တယ်အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင်ဟောကျွန်တော်အခုမှအခုနောက်ပိုင်းမှစဉ်းစားတာပေါ့နော်ဟိုတော့ကတော့ပုံဝင်လင်းလင်းပြောလို့ရှိရင်များစာရေးတဲ့အချိန်မှာကျွန်တော်တို့ကအတတ်ပညာဆိုတာထက်ဟို feeling ကိုပေါ့နော်ခက်ကိုခံစားမှုကိုဥစားပေးပြီးတော့ ရှိတာများတယ်အဲ့တော့ပြန်စဉ်းစားတဲ့အချိန်မှာဟို creation ပေါ့နော်အဲအဲ့လိုစိတ်ကူးရင်ထည့်ရတဲ့ဟာခက်တယ်ဗျဘာဖြစ်လို့ဆိုတော့ဟိုတကယ်မကြော်ရဘူးလေတကယ်မသိဘူးအဲ့ဒါကြောင့်စိတ်ကူးရင်အချိဝတုစိတ်ကူးရင်အချိဝတုဆိုတော့တကယ်လောကကြီးမှာမဖြစ်နိုင်တာတွေကိုဗျာအဲ့ဒါတွေကိုဟိုမဖြစ်နိုင်တာတွေနဲ့သွားသွားပြီးတော့ရေးမိတာပေါ့နော်အဲရေးမိတဲ့ခါကျဒါစိတ်ကူးရင်ဝတုကြီးဖြစ်သွားတတ်တယ်အဲ့တော့ကျွန်တော်တို့ကတော့များသောအားဖြင့်အဲ့ဒီဟာတက်အားကိုးတာကိုကိုအတွေ့အကြုံကို အဲကိုစားကောင်တွေကို sharing လုပ်တာပေါ့နော်လုပ်ပြီးတော့အဲ့လိုမျိုးရေးတယ်အဲ့တော့ဟိုကျွန်တော်တခုထပ်ပြောပြောပြန်ဆိုလို့ရှိရင်ခုနကျွန်တော်အစပိုင်းတော့ပြောခဲ့တယ်နော်အခြေဝတ္ထုမှာခြေသူနှစ်ယောက်ဖြစ်သွားပြီဆိုလို့ရှိရင်ဒီ lab sing ကကြီးရလွဲတယ်ဗျဘာလို့ဆိုတော့ကိုလည်းတွေ့နေတယ်မြင်နေတယ်ကြားနေတယ်အဲ့ဒါတွေကနေရာတကာမှာရှိတယ်လေရှိတော့ဒီ lab sing ကိုကျွန်တော်တို့ကစကူးရင်ပြောပဲရေုံတော့တော့မှကိုကိုတွေမဟုတ်တော့ကိုတငယ်ချင်းကိုတွေဘာညာဘာညာအဲ့အဲ့လိုမျိုးတွေရေးလို့ရတယ်ဒါပေမဲ့ ခစ်သူဘွားမရောက်သေးခင်တောင်းနေတောင်းနားလဲပြီးတော့တောင်းနေတောင်းနဲ့ချစ်နေတာကိုထပ်ပြောလို့ရှိရင်တော့ကျွန်တော်ကရည်သားနှစ်ယောက်ကိုရည်သားဖြစ်ခွင့်မပေးနိုင်တာကျွန်တော်ကကျွန်တော်ဆိုပေးလိုက်တယ်ဗျာကျွန်တော်လွတ်လပ်ရေးခြင်းဒါပေမဲ့ services ရဆက်ရမအောင်ရင်ချစ်လို့မရဘူးဗျာအဲ့တော့ကျွန်တော်ကဆက်ရမအောင်မချင်းကိုသူတို့နှစ်ယောက်တော်တော်ချစ်နေမလို့မပြောဘူးကော်မလီရည်သားမြောင်းပေးလို့တယ်ဒီကောင်ကမပြောဘူးနော်အဲအဲ့လိုမျိုးတွေနဲ့ဆွဲတဲ့အခါကျတော့ ပြောကျင်လာဗျပိုခက်တယ်ပိုခက်တယ်ခုနကလောလောလတ်ချစ်သူဘွားကိုပေါ်ကျူရတာထက်တယောက်ရဲ့မေတ္တာတရားကိုတယောက်ပြတာခက်တယ်အဲ့အဲ့မှာကျွန်တော်နောက်ဆုံးအခုဒီဒီဟာဒီဒီအခန်းဖြတ်ဖို့အတွက်ကျွန်တော်နောက်ဆုံးတစ်ခုတင်နေကျွန်တော်ပြောမယ်အဲ့ဒါကကျွန်တော်ခုနောက်ဆုံးကိုဗစ်ကာလမှာတော့ဆွေတော်ရန်ကလွမ်းချေရဆိုပြီးတော့ကျွန်တော်စကပြင်းနောက်ဆုံးစောက်တော့ထက်တယ်ဗျ ဲ့ထွက်တဲ့အထက်ကအဲ့ဟာလေးကိုနည်းနည်းကြုံလို့ပြောလို့ရှိရင်တော့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်နောက်က background ရေးဖို့ဆိုပြီးတော့အဖြစ်အပျက်တွေအကုန်လုံးကိုတန်းစီမှတ်ထားတယ်မှတ်ထားပြီးကျွန်တော်မှအဲ့ background တွေကိုရေးခွင့်မရှိဘူးအမကျွန်တော်တို့ရေခင်းမောင်းရေခင်းမောင်းများစွာကိုကျွန်တော်တို့ဖြတ်တယ်အဲ့မှာဘာဖြစ်လဲညာဖြစ်လဲအတိအကျကျွန်တော်ရေးထားတယ်ဟာနောက်ပြီးတော့ဘယ်ဂျာနယ်တွေကဘယ်သူဆောင်မှာဘာဆိုကျွန်တော်မှတ်စာတယ်ရှိတယ်အဲဒါမှမဟုတ်ကျွန်တော်ထည့်ရေးခွင့်မရဘူးအဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ဟိုငငငယ်တော့ရတယ်ဗျာဟိုအရှက်နေဝင်ထွက်သည့်ပမာမျိုးအဲ့လိုမျိုးအရန်အားကြတယ်အရန်အားကြတယ်အဲ့အရှက်နေဝင်ထွက်သည့်ပမာရဲ့ဇက်ကဘာမှမဟုတ်ဘူးเนาะအနောက်က background ဗျာနောက်က background ကတက်တူရဲ့လှူရှာမှု background ရှားသိမ့်ဖြစ်ပြန်ဖွဲ့သွားတာအဲ့ background ကဖြုတ်ချလိုက်နော်ဖြုတ်ချလိုက်လို့ရှိရင်ဟိုဝိရုဇလန်ရိုးရိုးလေးပဲเนาะဟောဘာဘာဖြစ်လို့ပြန်ပြီးတော့သိရလဲဆိုတော့ကျွန်တော် covid မတိုင်ခင် ကာလလေးမှာပဲအဲ့ဒီစာအုပ်ကိုဟိုကျွန်တော်တို့ online ကနေပြီးတော့ပြန်ဝေဖန်သုံးသပ် ခွင့်ရရတယ်ပေါ့နော်ရတဲ့အခါမှာကျွန်တော်တောင်းဝန်ပေးတယ်တောင်းဝန်ပေးတော့ကျွန်တော်အဲ့ဒါကိုတတ်တဲ့အချိန်မျိုးပြန်ဖတ်ဖြစ်တော့မှဒါတွေကိုကျွန်တော်သိလာတယ်ထားလိုက်ပါတော့ဘေးရောက်သွားမှဆိုလို့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့တကယ်ဘဝတွေကအတွေ့အကြုံတွေကိုရေးတဲ့အခါမှာသိကြတာဗျာစိတ်ကွင်းရင်မဖြစ်ဘူးစိတ်ကွင်းရင်မဖြစ်ဘူးအဲ့တော့ကျွန်တော်ကခုနကောင်းလင်းနဲ့ကောင်းမလေးရဲ့ဒီဒီကောင်းကောင်းမလေးက เนาะတခြားနေရာနေပြောင်းလာတယ်ဆယ်တန်းရောက်လာတယ်ဆယ်တန်းရောက်လာတော့အပေါင်းအသင်းမရှိဘူးမရှိတော့ဒီဇက်ဇက်ကောင်ဇက်လိုက်ကောင်လေးနဲ့လင်းငါရောက်လာတဲ့သူနဲ့တွေ့တယ်တွေ့တော့သူတို့နှစ်ယောက်ရဲ့လှူရှာမှု plot တင်နေကျွန်တော်ကပြရတာမယ်အဲ့မှာကျွန်တော်ဘာလို့ပြလဲဆိုတော့စောစောစကားလေးပြန်ဆက်ရင်ကျွန်တော်နောက်ဆုံးရေးခဲ့တဲ့ဝိထုမှာအဲ့ဒီ background တွေရေးခွင့်မရတော့เนาะအဲ့ background တွေကိုကြီးပဲကျွန်တော်ရေးပြီးထုတ်လိုက်တာအဲ့တော့ဘာလို့ဆိုတော့ရန်လွမ်းချီရလို့ပြီးလဲဆိုတော့ကျွန်တော်တောင်းသားဘဝမှာရေးထားတဲ့ ไอ้ nose တွေไอ้ nose တွေကိုရေးလိုက်တာဟာရေးလိုက်တော့ไอ้ဆောက်ထွက်သွားတယ်ပေါ့အဲ့ထဲမှာတော့ကျွန်တော်အတိအကျတခြားရေးထားတယ်အဲ့အဖြစ်ပြက်ကไอ้ထဲမှာပါပြီးသားအဲ့ပါပြီးသားကိုကျွန်တော်ကဒီမှာလူယူသုံးတယ်ပေါ့နော်အဲ့ထဲမှာရေးတာကဘာလဲဆိုတော့ကျွန်တော်တို့တကယ်အဖြစ်ပြက်ကျွန်တော်တို့ခင်မောင်တိုးတို့ကျွန်တော်တို့အဖွဲ့ဟာကျွန်တော်တို့အမျိုးသမီးကော်မလေးတွေအမျိုးသမီးဆောင်ရှိပါတခြင်းသွားသွားဆိုတဲ့အချိန်မှာအပြန်ကြလို့ရှိရင်ကျွန်တော်တို့ကဒီလဲတန်းနေပြီးတော့ RNT ကိုလမ်းလျှောက်ပြီးပြန်ရတာ အဲလမ်းလျှောက်ပြန်တော့တနိုင်နှစ်နိုင်မှပြန်တယ်ဗျမိုးလင်းကနေဆိုလို့ရှိရင်ကျွန်တော်တို့တမင်းလမ်းဆောင်ရောက်တယ်ဗျအဲတမင်းလမ်းဆောင်ရောက်လို့ရှိရင်ကျွန်တော်တို့ကဂျိုကွန်ဘက်ကိုဦးတည်လျှောက်လို့ရှိရင်ညာဘက်ချမ်းမှာအဲမီးပွိုင်းအကျော်ညာဘက်ချမ်းမှာအဲ့မှာအဲ့ကလာတော့ဘာဆောက်ဦးမှမရှိဘူးနော်ဒီတိုင်းလေဟာပြန်ပေါ့နော်အဲ့ဒီမှာ အကျော်တဲတဲရှိတယ်ဗျအကျော်တဲလေးတဲရှိတယ်အဲ့အကျော်တဲလေးမှာကျွန်တော်တို့ကလမ်းလျှောက်လမ်းရံနေအဲ့တဲကြလို့ရှိရင်ခလတ်နားပြီးတော့အကျော်စားတယ် အဲ့အကျော်စားရင်ကျွန်တော်ရောက်စားချိန်မှာမြီးမွေးကစားဖြစ်ရင်ဖြစ်မယ်။ဟာသူတို့ဒီအကျော်တွေကဖိုးကြီးဖိုင်းနှစ်ယောက်ထဲပဲ။အဲ့80နီးပါးဖိုးကြီးဖိုင်းနှစ်ယောက်သူတို့အကျော်ကျော်ပြီးတော့ရောင်းနေဗျ။ကျော်ကျော်ရောင်းတော့တနေ့ကျတော့ဟိုကျန်တဲ့လူတွေရောသတိထားချိန်မှာထားမိမှာပေါ့နော်။ကျွန်တော်ကစာရေးတဲ့သူဆိုတော့အဲ့မှာတွေကကျွန်တော်ကစိတ်ဝင်စားတယ်။ဘာလဲဆိုတော့ဗျ။ဆောင်းလင်းကအဲ့ချင်တော့ရန်ကုန်ဆောင်းအရန်ချက်တယ်နော်။အရန်အေးတယ်။အဲ့ဆောင်းလင်းကြီး အဲကျွန်တော်တို့ကသွားတယ်သွားပြီးတော့တချို့ကအဲဖွားကြီးကအကြော်ကြော်နေတယ်ကြော်နေတဲ့မြို့ပေါ်မှာမှမြည်သွားလှုံနေအဖိုးကြီးကဟိုဘက်မှာဟိုထင်းနေပါတယ်ရှာပြီးတော့ဗာညာနဲ့လှုပ်ပြနေတယ်အဲ့ဒီအချိန်မှာနော်အဲထင်းသားလေးတွေကိုဖွားကြီးဘေးနားမှာချချပြီးတော့အဲ့ဒီအဖိုးကြီးကဟာသူ့ဝိထားတဲ့အပေါ်ရင်းကြီးခန်းနွမ်းနွမ်းမြဂျာကင်လိုဟာမျိုးပေါ့နော်ထားလိုက်ပါတော့အဲ့တော့ချွတ်ပြီးတော့ ဖွားရုပ်ပေးတယ်။အရန်အေးလာပြီတဲ့ဒါလေးခြုံထားရဲဆိုပြီးတော့ဘခုံးကတင်ပေးတယ်ဗျ။တင်ပြတဲ့အချိန်မှာဘာကြီးကဆက်ကြည့်ပြီးဘာပြောလဲဆိုတော့ဟာဒီမှာမီးရှိတယ်လေတဲ့မီးနားကတ်နေတဲ့လူကအနှွေးတော့မလို့ဘူးတဲ့မင်းကလို့တယ်တဲ့ယူထားတယ်ပြန်ယူတော့ဟာယူပါယူပါနဲ့အဲ့လိုဖြစ်နေတာအဲ့မှာကျွန်တော်စိတ်ထဲမှာနော်အဲ့ဒါလတ်စင်းနေတယ်ဗျအခါပစားကနေပြောင်းချစ်ပါတယ်ကြိုက်ပါတယ်ဘာညာမနာပြောနေစရာမလိုဘူးနော်တောင်းနေတောင်းနေဘသူကဘသူ့ပေါ်စေတနာထားနာလဲအဲ့ဒါဒါတကယ်ကောင်းတဲ့လတ်စင်းတစ်ခုပဲ เนาะအဲ့ဒါကျွန်တော်နောက်ဆုံးထွက်သွားတဲ့လုံငင်းထဲမှာတော့ခင်မောင်တို့နဲ့ကျွန်တော်တို့သွားတဲ့အကြောင်းအဲ့ဒါလေးထည့်ရေးအဲ့ဒါမရေးခင်ဒီဝိတ္ထုထဲမှာကြတော့ကျွန်တော်ကအဲ့ဒီကျွန်တော်ဇက်ကောင်ကောင်းလင်းနဲ့ကောင်းမလေးเนาะတယောက်တယောက်ဖွင့်ပြောလို့မရဘူးဒါပေမဲ့တယောက်တယောက်ဘလောက်စေတာထားနေဘလောက်မြတ်တာထားတယ်ဆိုတော့เนาะကျွန်တော်တို့ညိုက်သူတို့ကြောင်းရနေပြီးတော့အဲ့ဒီကျွန်တော်တို့ပွဲပွဲပွဲတော်မှာကြာရင်ဘူးစည်းကြော်ကြော်ပြီးတော့ရောင်းနေဗျ။နော်ဘူးစည်းကြော်ကြော်ရောင်းတော့ကော်မန်လေးက ဘူဒီကျော်ကျော်ခိုင်းနေကောင်မလေးကိုနော်ကျော်ခိုင်းနေဟိုကောင်လေးကဘေးမှာဝေယဝေးစားလုပ်ပြီးနေတယ်ဟိုကောင်လေးမှာအနှွေးတယ်မရှိဘူးပစံနွမ်းပါတယ်အဲ့တော့ကောင်မလေးကသူ့ဝှက်ထားတဲ့အင်းကြီးအနှွေးတယ်ကိုချွတ်တယ်ချွတ်ပြီးကောင်မလေးကိုအကောင်မလေးကကောင်လေးကိုပေးတယ်ကောင်လေးကတခါကောင်မလေးပြန်ပေးအဲ့အဲ့ဒါကျွန်တော်ထည့်ရင်လိုက်ဒါကျွန်တော်စိတ်ကူးရင်တော့မဟုတ်ဘူးနော်စိတ်ကူးရင်တော့မဟုတ်ဘူးဟိုစောစောကဟာပြန်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အချစ်ဝတ္ထုတွေဟာနော်အချက်ကဘာလဲလို့မေးလိုက်လို့ရှိရင်စွန့်လွတ်တာလည်းမဟုတ်ဘူး ပိုင်ဆိုင်တာလည်းမဟုတ်ဘူးတယောက်ပေါ်တယောက်ဘလောက်လေးလေးနက်နက်စေတနာထားနိုင်လဲဆိုရဲအဲ့ဒါကိုဖော်ပြတာပါဟာနောက်တစ်ပတ်ကျကျွန်တော်ဒီဗီဒီယိုဆက်ပြောပါကျေးဇူးတင်ပါ